บอกว่าให้ท่านคุณเซนอ่ะเอ่อเห็นใจหลานหน่อย เพราะว่าตอนเนี้ยเอ่อคนในประเทศไทยอ่ะเขาไล่เราไปเป็นนายกที่เขมรหมดแล้วประธานก็สมาญาเอ่ออังเกเช่นဆိုပြီးသွားလောက်တာဗောဒီคุณပေတုံတန်ကလေအန်ကယ်ရိုဘက်ကဘာလိုချင်လဲဗောလိုချင်တဲ့ဟာတွေပြောပါကျမတပည့်မှာနှိပ်ပါမယ်ဆိုတဲ့ဟာမျိုးလဲပါတယ်ဗောဗျာအဲ့တော့ဒီလူကိုသူကသူ့နဲ့သဘောထားကွဲလွဲတဲ့အတိုက်ခံရလို့သုံးတယ် ဒီကြားထဲမှာသူရဲကောင်းလှုပ်ပြခြင်းနေတယ်ဆိုတော့အသုံးနှုံးမျိုးလည်းပါတယ်ဒါကပြောမယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံရေးတစ်ခုလုံးလှုပ်ခါသွားစေတယ်ဒါပေါက်ကြားမှုပေါ့ဗျာတကယ်ကဟိုအမေရိကန်မှာ Watergate လို့ပြောလို့ဖြစ်တယ်လို့မျိုးပေါ့နော်ဝန်ကြီးချုပ်တယောက်ရဲ့ ethical ပေါ့နော်ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့မညီညွတ်ပါဘူးလို့ဆုံးဖြတ်ရင်တော့မတတ်နိုင်ဘူးထွက်အောင်ပဲခင်ပြီးဖြစ်သွားတယ်ပေတုံတန်ရဲ့အမေကတော့သမီးနိုင်ငံကြီးကနားလိုက်ပါတော့ဆိုတာမျိုးရှိတယ်ပေါ့နော် ဟုတ်ကဲ့ကိုအောင်သူညက်ခင်ဗျာအခုထိုင်းနိုင်ငံမှာထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝတ်နဲ့ပတ်သက်ပြီးတော့ဟိုအကြီးအကျယ်သဘောထားကိုလဲမှုတွေမကျင့်တတ်မှုတွေပေါ့နော်စစ်တပ်နဲ့ပြည်သူလူထုဟိုဆန္ဒပြမှုတွေလည်းဖြစ်နေတယ်နောက်ပြီးတော့အခြေခံဥပဒေခုံရုံးမှာလည်းတိုင်ကြားမှုတွေရှိနေတယ်ဒီလိုမျိုးမငြိမ်မသက်မှုတွေအကြီးအကျယ်ဖြစ်နေတာကလည်းကျွန်တော်တို့ကမ္ဘောဒီးယားနယ်စပ်ကဒီဖျားเจ้าတခုပိုင်ဆိုင်လူမှုနဲ့အငင်းပွားကနေစတယ်လို့သိရပါတယ်အဲ့တော့ကိုအောင်သူညက်ကထိုင်းနိုင်ငံရဲ့အနီးကပ်လေးလာစောင့်ကြည့်နေတယ်ဆိုတော့ ီနောက်ဆုံးအခြေအနေကိုသိကျင်တာပေါ့လေဒီထိုင်းနိုင်ငံမှာဘလို့အစိုးရအပြောင်းလဲဖြစ်လာနိုင်လဲဆိုတာသုံးသပ်ပေးစေချင်တာပါဒါပေမဲ့ဒီပြဿနာစဖြစ်ခဲ့တဲ့ကမ်ဘောဒီးယားနဲ့ဇက်ကိစ္စကိုအရင်ဆုံးကွန်တူကြီးဘလို့နားလဲသိရှိတာလဲဗျအဲ့ဒါလေးအရင်ဆုံးအချင်းချုပ်ရှင်းပြပေးစေလိုပါတယ်ဒီဖျားเจ้าကိစ္စလို့ပြောပေမဲ့ဟိုကျွန်တော်တို့ကထိုင်းနဲ့ကမ်ဘောဒီးယားနေကြာမြင်ပြဿနာလို့ပြောရင်ပုံမှန်တယ်လို့ချင်တာပေါ့ဗျာနော်ရေဘူးရအဖြစ်တော့ထိုင်းနဲ့ကမ်ဘောဒီးယားနေကြာကိုကျွန်တော်တို့သဘာဝ ဟိုမြင်းနေနေပဲသတ်မှတ်ထားကြတယ်။ပြောဒီလိုနှစ်ဖက်နားလဲတာလေ။ဆိုလိုတာကဒီဘက်ကနေပြီးတော့ချောင်းရီးယာကမ္ဘောဒီးယားဘက်ကိုစီးရင်ဒါကမ္ဘောဒီးယားအပိုင်းဒီဘက်ကိုစီးလို့ရှိရင်ထိုင်းပိုင်းပေါ့နော်ဒီလိုပေါ့တစ်ဖက်မှာကျတော့လေတောင်တွေရှိလို့ရှိရင်တောင်ရဲ့တစ်ဖက်ချမ်းကကမ္ဘောဒီးယားတောင်ရဲ့တစ်ဖက်ချမ်းကဒါထိုင်းပေါ့ဒါရေဘူးရနားလေတာပါဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့တစ်ချိန်တော့ကတစ်ချိန်တော့ဆိုတော့ကျွန်တော်တို့ကိုလိုနီခေတ်ပေါ့နော် ကမ္ဘောဒီးယားကဒီခုနပြင်သစ်ရဲ့ကိုလိုနီဖြစ်ပါတယ်။အဲကမ်ပူချာလို့ခေါ်တော့ပေါ့။အဲ့တော့အဲ့ဒီကာလမှာဒီပြင်သစ်ကိုလိုနီတွေကသူတို့နယ်နိမိတ်ဆွဲတဲ့အခါမှာခုနပြောတဲ့လက်ခံထားတဲ့အချက်တွေကိုသိမ့်မလိုက်နာပဲနဲ့မြေပုံဆွဲလိုက်တယ်ဗျ။မြေပုံဆွဲလိုက်တဲ့အခါကျတော့ time map ပါလေအဲ့ဒီအချိန်ဟာဖြစ်ပေါ်ကထိုင်းစစ်ဗိုလ်ချုပ်ကြီးတွေကအာဏာရှင်စနစ်နဲ့အုပ်ချုပ်နေတဲ့ကာလပေါ့ဗျာအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ထိုင်းဗိုလ်ချုပ်တွေကလည်းခုနပြောတဲ့ ဒီပြင်သစ်ကိုလိုနီကိုတော့စိတ်မဆန့်ကျင်ခြင်းဘူးဒါပေမဲ့သဘောကျသလားဆိုတော့လက်ခံတာတော့မဟုတ်ဒီသဘောရှိပါတယ်เนาะအဲ့တော့တခြားလုံးဒီကိစ္စနဲ့ပတ်သက်လို့အငင်းပွားလာတယ်အဲ့တော့1962ခုနှစ်မှာဒီကမ္ဘောဒီးယားဘက်ကပေါ့ဒီဖျားเจ้าအနေနဲ့ပတ်သက်လို့ဒါ ICJ ပေါ့နိုင်ငံတကာဒီ Code of Justice ပေါ့เนาะဒါကိုတိုက်ပါတယ်တိုင်တဲ့အခါကျတော့အဲ့ဒီဆုံးဖြတ်ချက်အရာကဒီဖျားเจ้าနေရာကမ္ဘောဒီးယားအပိုင်လို့ ဆုံးဖြတ်ချက်ရှိတာလေဒါပေမဲ့ထိုင်းကလက်မခံချင်ဘူးပေါ့ဗျာဆိုတော့ဒါကဖြစ်လာခဲ့တဲ့သမိုင်းကြောင်းပါเนาะအဲ့တော့အဲ့ဒီတည်းမှာခုနပြောတဲ့ဟိန္ဒူဖျားကြောင်းနှစ်ခုပါတယ်ဗျာအဲ့တိုးရစ်တွေလည်းသွားကြတဲ့အခါကျတော့ဒါထိုင်းကလည်းသဘောကျတယ်ပေါ့ဗျာเนาะနောက်တစ်ခါကျတော့ဒီထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်လေးမှာကျွန်းလေးတစ်ခုရှိတယ်ဗျာအခုချိန်မှာတဘာဝတန်းကိုတူဖို့လုံနေကြတော့အဲ့ဒီကိစ္စကလည်းဒါစီးပွားရေးရဆိုရင်အကျိုးမြတ်ကြီးမယ်ပေါ့နော်ဆိုတော့အဲ့လောက်နဲ့ပတ်သက်လို့လည်းအငင်းပွားမှုတွေ မနှစ်ကဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့အဲ့တော့ထပ်ပြီးအငင်းပွားကြရတယ်ပေါ့နော်အဲ့ဒါကတဆင်အခုကျွန်တော်နောက်ဆုံးသိရတာကတော့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဝန်ဆန်နဲ့ထိုင်းဝန်ကြီးချုပ်ပေတုံတန်တို့သူတို့ညှိနှိုင်းစကားပြောတယ်ပေါ့နော်အဲ့စကားပြောတဲ့အတန်ဖန်ကလည်းပေါက်ကြွားရတယ်ပေါက်ကြွားရတဲ့ပုံမှာအခုကပြဿနာထိုင်းနိုင်ငံရေးမှာအကြီးအကျယ်ကြီးရိုက်ရတယ်လို့ကျွန်တော်တို့နားလည်ထားပါတယ်ဆိုတော့အဲ့ဒီအတန်ဖန်ကဘလောက်တောင်စီးရီးယက်ဖြစ်တယ်လို့ပြောလို့ရနိုင်လဲဗျ။ဟုတ်ကဲ့ဒါကပြောမယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံရေးတစ်ခုလုံးလှုပ်ခါသွားစေတဲ့ ဒါပေါက်ကြမှုပေါ့ဗျာတချင်ကဟိုအမေရိကမှာ water gate လို့ပေါ့လို့ဖြစ်တယ်လို့မျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါက်ကြမှုလို့ဖြစ်ပါတယ်အဲ့တော့ဒီနေဆက်ပြဿနာကတလောကဖြစ်ကြတယ်ဖြစ်ကြတဲ့အခါမှာပြစ်ခတ်မှုတွေဖြစ်ပြီးတော့ဒီကမ္ဘောဒီးယားဘက်ကပေါ့ရဲဘော်တယောက်သေသွားတယ်ဗျာဆိုတော့အဲ့တော့အဲ့ဒီမှာခုနပြောတဲ့ပြဿနာပူတင်းမာလာတာပေါ့နော်ပူတင်းမာလာတဲ့အချိန်မှာ time ဘက်ကလည်းကျွန်တော်တို့သုံးစားလို့ရတာကဒီစစ်တပ်က သူ့ရဲ့အာဏာကိုပြကျင်တဲ့အင်အားစုတစုရှိတယ်။တစ်ဖက်ကကြတော့လည်းခုနပြောသလိုနိုင်ငံရေးရဖြည့်ရှင်းနေတဲ့အုပ်စုတွေလည်းရှိပါတယ်။အဲတော့အခုကတော့ဒီစစ်တပ်ဘက်ကပို့ပြီးတော့အားသာလာတဲ့အပိုင်းမျိုးဖြစ်တာပေါ့ဗျာ။အဲတော့တစ်ဖက်ကခုနပြောတဲ့မျိုးချစ်အုပ်စုတွေလည်းရှိတာပေါ့အမျိုးဘာသာသာသနာအုပ်စုတွေသူတို့ကလည်းဒီကိစ္စတွေမှာဝင်ပြီးတော့ပါကြတယ်။အဲတော့ခုနတိတ်ခွေကိစ္စကိုပြန်သွားပါစို့။အဲတော့ပောက်ကြားလာတဲ့အသံဖိုင်က18မိနစ်ရှိတယ်လို့ဆိုတယ် နော်အဲ့ဒီမှာဘာတွေပါလဲဆိုတော့အဓိကအပြင်တော့အန်ကယ်ရှင်းဆိုပြီးသွားလောက်တာပေါ့ဒီပေတုံတန်ကလေသွားလောက်တဲ့ခါကျတော့သူကဘာပြောလဲဆိုတော့ဒီအမှတ်နှစ်တက်မတော်သူတို့မှာ second army လို့ခေါ်ပါတယ်ဒီကမ္ဘောဒီးယားနယ်စပ်ဆိုင်ထားတဲ့တက်ပေါ့ဗျာအဲ့ဒီရဲ့တက်မှုပေါ့ခနာစုနာမည်က Lieutenant General Boon Sin Pak လို့ခေါ်တယ်အဲ့တော့ဒီလူကိုသူကသူ့နဲ့သဘောထားကွဲလွဲတဲ့အတိုက်ခံရလို့သုံးတယ် ဆိုလိုတာဗျာကိုယ်နိုင်ငံစစ်တပ်ရဲ့အကြီးကဲပဲလေနော်ဆိုတော့နောက်တစ်ခုကကျတော့ဒီလူအားတဲ့သူ့ကိုယ်သူကူးကိုင်းဖြစ်ရှင်နေတယ်ဆိုလိုတာဒီကြားထဲမှာသူရဲကောင်းလုံးပြခြင်းနေတယ်ဆိုတော့အသုံးနှုံးမျိုးလည်းပါတယ်နောက်တစ်ခါကျတော့အန်ကယ်ဘက်ကဘာလိုခြင်းလဲပေါ့လိုခြင်းတဲ့ဟာတွေပြောပါကျမတပည့်မှာညှိပါမယ်ဆိုတော့ဟာမျိုးလည်းပါတယ်ပေါ့ဗျာဆိုတော့အဲ့တော့ဒီချက်တွေကဘာဖြစ်လဲဆိုတော့ကိုယ်နိုင်ငံကိုသစ္စာဖောက်တယ်နော်တဖက်ကိုအပေးယူလုပ်တယ်ဆိုတော့ဆွဆွဲချက်တွေကဖြစ်လာတယ်။တော့ဒါကပြဿနာကြီးတာပေါ့ အဲ့တော့အဲ့ဒီအချိန်မှာပဲဒီဖုန်ကြိုင်ထိုင်းပါတီဆိုတာရှိပါတယ်အဲ့တော့ထိုင်းသူတို့ရဲ့အခုလက်ရှိညွန့်ပေါင်းထဲမှာတတရအင်အားကြီးဆုံးပါတီပေါ့နော်အဲ့တော့ဖုန်ကြိုင်ထိုင်းပါတီကဘာလို့လဲဆိုတော့ဒီအခွင့်အောင်းကိုယူပြီးတော့နှုတ်ထွက်တဲ့ညွန့်ပေါင်းတွေကတော့အတိုက်ခံဖြစ်ပဲရပ်တည်မယ်အဲ့တော့အစိုးရကိုအယုံကြည်မရှိအစိုးတင်သွင်းပြီးတော့အခုဖြုတ်ချဖို့ကိစ္စတွေလုပ်နေကြတယ်ပေါ့နော်ဆိုတော့ဒါမျိုးအခြေအနေတွေရောက်သွားပါတယ် โอเคအဲ့တော့ဒီပေတုံတန်နဲ့ပြောကြကြပေါက်ကြရဲဆိုတော့ကမ္ဘောဒီးယားဘက်ကပေါက်ကြတာလေအဲ့တော့ကမ္ဘောဒီးယားဘက်ကခုနဟိုဝန်ကြီးချုပ်ဝန်ဟွန်ဆန်ကပေတုံတန်ကိုရည်ရွယ်ချက်ရှိရှိများလုပ်တယ်လို့ကျွန်တော်တို့ယူဆစရာရှိလား तू ကသူတို့နဲ့ရှုပ်ဝက်ပြောတဲ့ကိစ္စကိုပေါ့နော်ဘာကြောင့် तू ကပေါက်ကြားစီရအဲ့လိုတော့မပြောတတ်ဘူးညာနော်အဲ့လိုတော့မထင်ပါဘူးကျွန်တော်တခုရှိတာကဒီလိုသတင်းတွေဖတ်ရတဲ့လောက်ကဟွန်ဆန်ကလည်းဒီတက်ရောက်ပြောဆိုတယ်ပြောဆိုချက်တွေကိုကမ္ဘောဒီးယားအစိုးရထိတ်တန့်အရာရှိ 80ကိုသူကိုယ်တိုင်ရှယ်ယာလုပ်တယ်လို့ဆိုတယ်။ဒါအဲ့ဒီဂျားတွေကပေါက်ကြားသွားတာပေါ့နော်။ဆိုတော့အဲ့တော့သူ့ရဲ့အောက်အောက်ကအရာရှိတွေကလုတာဖြစ်နိုင်ပါတယ်နော်။တခုတော့ရှိတယ်ကျွန်တော်တို့ဖတ်ရတဲ့လောက်ကဒီကမ်ဘောဒီးယားနဲ့ကျွန်တော်တို့ထိုင်းနယ်စပ်ပြဿနာတွေကအကြိမ်ကြိမ်ဖြစ်ခဲ့မှုတွေနော်2003ခုနှစ်မှာဖြစ်တယ်2008ခုနှစ်မှာဖြစ်တယ်2013ခုနှစ်မှာဖြစ်တယ်ဗျ။အဲ့တော့အဲ့ဖြစ်တဲ့အချိန်တွေကိုပြန်ကြည့်လိုက်လို့ရှိရင် မ္ဘောဒီးယားရွေးကောက်ပွဲနဲ့အချိန်ကက်ကက်နေတယ်။နော်အဲ့တော့တခါတလေကျတော့ဒီလိုအမျိုးသားရေးစုယုံမှုပေါ့ဗျာဒီလိုလှုံ့ဆော်မှုဖြစ်ခြင်းနေစားပြဿနာများဖန်တီးသလားပေါ့ဒီလိုလဲစဉ်းစားစရာရှိပါတယ်။ဟုတ်ကဲ့အဲ့ညမှာခုနပြောတဲ့ဖေတုံတန်ပြောတဲ့ဒီအန်ကယ်ရှင်ဟိုညှိပေးမယ်ပေါ့နော်။ဆိုတော့ तू ပြောတဲ့ခုနကြားသိသလားအချက်လက်ရဆိုရင် तू ကဟိုကမ်ဘောဒီးယားဘက်ကို favor ပေးတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်။ဘာကြောင့် तू ကကိုယ့်နိုင်ငံတို့အခိုင်အမာရက်တည်ပြီးတော့ ူကမဆွေးနေတာလေအဲ့ဒီအပေါ်မှာလေဟိုဘလို့သုံးတက်လေဟိုထိုင်းရလူတွေကလေထိုင်းထိုင်းကလူတွေကတော့ဗျာအခုချိန်မှာဒေါသထွက်တာပေါ့နော်ဒီလိုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထင်တာတော့ပေတုံတန်ဘက်ကစဉ်းစားတာကဒီတက်ဆင်နဲ့တက်ဆင်ပြည်ပြည်ဘဝနဲ့နေရတဲ့ကာလပေါ့ဗျာနော်အဲ့ဒီကာလရဲ့ခုနပြောတဲ့အခုလက်ရှိဟွန်ဆန်ရဲ့က1994လောက်တည်းကသူတို့မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်เนาะအဲ့တော့ဒီခုန တက်ဆင်ကထွက်ပြေးရတဲ့ကာလမှာလည်းဒီခုနခွန်ဆန်စီမှာသွန်နေတဲ့ကာလတွေရှိတယ်။เนาะဒါမျိုးတွေပေါ့နောက်တစ်ခါကျတော့ဒီခွန်ဆန်ရဲ့အိမ်ကအကြီးပြ။အဲ့ဒီအိမ်ကြီးမှာရှိတဲ့ဧကန်နှခန်းကိုတော့တခန်းကိုတက်ဆင်နာမည်နဲ့နောက်တခန်းကိုကျတော့သူ့ရဲ့ညီမအရင်ဝန်ကြီးချုပ်ဟောင်းယင်လက်နာမည်နဲ့လောက်ထားတဲ့အခန်းတွေရှိတယ်ဗျ။အဲ့ဒါလေးကိုလည်းဘာခေါမလဲဒီနှစ်ဖက်မိသားစုပို့ရင်းနေတယ်ဆိုတဲ့သဘောမျိုးရှိတာပေါ့ဗျာအဲ့တော့ပေတုံတန်ကတော့အဲ့ဒီအခြေခံပေါ်မှာပဲစဉ်းစားပြီးတော့ ဖုံးသွားဆက်လိုက်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဲ့တော့အခုကအစိုးရအတွက်မှာခုနကဟိုအဓိကညွန်ပေါင်းအဖွဲ့ရလဲနှုတ်ထွက်သွားပြီဆိုတော့ဟိုသူအစိုးရဖွဲ့လောက်တဲ့အမတ်ရေရောကြံသေးလားအဲ့ဒီအချိန်တည်းကဘယ်လိုတွေ့ရလဲဗျဒီလိုဗျအခုလက်ရှိမှာဒီခုနဖုံးကြိုင်တိုင်းပါတီထွက်သွားတဲ့ခါကျတော့သူတို့လက်ရှိညွန်ပေါင်းမှာကြံတာ260နဲ့တမဲကြံပါတယ်ဗျနော်အဲ့တော့အတိုက်ခံဘက်ကပေါင်းလို့ရှိရင်234ရှိတယ်အဲ့တော့ ပြောမယ်ဆိုလို့ရှိရင်အစိုးရကိုတော့ဆက် maintain လုပ်ထားနိုင်လို့ပဲလို့ယူဆလို့ရပါတယ်။เนาะဒါပေမဲ့ time မှာတခုကဒီမတိုင်ခင်မှာပြဿနာတွေရှိနေတာကအခုလက်ရှိအစိုးရကကာစီနိုကိုကျွန်တော်တို့ဥပဒေလုပ်ဖို့ကြိုးစားတယ်။ဒါကိုဆန္ဒပြတဲ့အုပ်စုတစုဟာရှိတယ်။ဒီဒါကလည်း issue အကြီးတစ်ခုပါ။နောက်တစ်ခါကျတော့စီးပွားရေးနဲ့ပတ်သက်ရင်ကျွန်တော်တို့သမ္မတ Trump တက်လာပြီးတဲ့အချိန်မှာဒီအသွင်းကုန်ကုန်တွေပေါ့နော်။အထိုင်းကိုသုံး ဇန်နဲ့600ခိုင်လုံးချဖို့ရှိတယ်။ရှိတဲ့အခါကျတော့ဒါဟုရင်ဆိုင်ဖို့ကလည်းစီးပွားရေးရတစ်ဖက်ကဟိုဘာခေါ်လဲကျူးပန်းနေရတဲ့ကာလဖြစ်တာပေါ့ဗျာနော်။အဲ့တော့နောက်တစ်ခါကျတော့ထိုင်းမှာပြဿနာရှိတာကဒီလိုပြဿနာကိုခုနလိုခုံရုံးတင်လိုက်တယ်။နော်ကျွန်တော်တို့ဖွဲ့စည်းပုံခုံရုံးတို့အဂရီလိုက်စားမှုကော်မရှင်တို့တင်လိုက်ပြီးတော့ဒီကိစ္စကဝန်ကြီးချုပ်တယောက်ရဲ့ ethical ပေါ့နော်ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့မညီညွတ်ပါဘူးလို့ဆုံးဖြတ်ရင်တော့မတတ်နိုင်ဘူးထွက်ရအောင်ခင်ဗျဖြစ်သွားတယ် အဲ့တော့အမတ်ရေအတွက်တော့ရှိပါသေးတယ်စားပါသေးတယ်เนาะကျွန်တော်တွက်ကြည့်တော့အမတ်30ကျော်ကျော်လောက်တော့ရှိစားသေးတယ်เนาะဒါပေမဲ့ဘာခေါမလဲအစိုးရတစ်ခုလုံးလှုပ်ခါသွားတဲ့ပုံစံမျိုးဖြစ်တာပေါ့ဟုတ်ကဲ့အဲ့တော့ဟိုအခုကစစ်တပ်နဲ့တွားညီးတယ်လို့ဖြစ်တာပေါ့เนาะစစ်တပ်အကြီးအကဲကိုသူကဟိုပြိုင်ပတ်လို့ပြောတာတစ်ချက်နောက်ပြည်သူလူထုရဲ့ခုနလိုမျိုးပေါ့အမျိုးသားကြီးတမားတွေကိုလည်း ตั้วပြီးတော့ तू อ่ะဟိုမကြေနက်စေတဲ့သဘောနှစ်ခုဖြစ်နေတာပေါ့အခုတရားရုံးကိုလည်းတင်ထားပြီเนาะအခြေခံဥပဒေခုံရုံးကိုအရင်သူ့မတိုင်ခင်ဟိုဝင်ကြီးချုပ်တော့ကလည်းဒီလိုတရားရုံးတင်တာနဲ့တင်ဟိုကြာသွားတာပေါ့လေဆိုတော့စစ်တပ်ဖီယာရောလူလူဖီယာရောခုနတရားရုံးတင်တဲ့ဆုံးဖက်ချက်လေးစောင့်အောင်ပါဆိုတော့ဟိုဘယ်လောက်ထိတေချာရရာမှုရှိနိုင်သေးလဲပေတုံတန်ဝင်ကြီးချုပ်ဆက်ဖြစ်ဖို့ ਆ လေဟုတ်ကဲ့ဒီလာမယ့်အပတ်ဒီမှာတော့သူတို့ဒီအတိုက်ခံဘက်ကပေါ့ဗျာအယုံကြည်မရှိအဆိုတင်သွင်းဖို့ရှိတယ်ဆိုတော့အဲ့ဒီမှာတော့သူတို့နိုင်မှု နိုင်မှုလည်းရှိဖြစ်နိုင်ပါတယ်เนาะနောက်တစ်ခုကကျတော့ဂျားထဲမှာပြည်လေဟာပြည်လေကျောင်းပေါ်ပြဒီဝန်ကြီးချုပ်ပေတုံတန်ကနေဆက်မှာရှိတဲ့တပ်တွေကိုသွားပြီးတော့ကြည့်ပါတယ်ကြည့်တဲ့အခါကျတော့ခုနကျွန်တော်တို့ပြောတဲ့ဒီအမှတ်နှစ်တပ်မတော်ရဲ့ဗိုလ်ချုပ်ကြီးပေါ့เนาะဗိုလ်ချုပ်ကြီးဘွန်စင်နဲ့လည်းတွေ့ပါတယ်တွေ့တော့ဟိုလူကကောင်းကောင်းပဲဆက်ဆံတယ်ဟိုကျွန်တော်တို့ရဲ့တာဝန်ကတဲ့တိုင်းပြည်ရဲ့အချုပ်ချာနဲ့နေဆက်လုံခြုံရေးပါပဲအဲ့တော့နိုင်ငံရေးသမားတွေပဲပြည်လေအောင်ညှိနှိုင်းကြပါဆိုတဲ့ဟာမျိုးပြောတယ် ဆိုတာကဟိုသူ့အနေနဲ့ရန်လိုတဲ့သဘောထားမပြပါဘူး။เนาะဒီသဘောကလည်းဆိုလိုတာတက်နဲ့ခုနအဆူကကြားတဲ့သဘောထားမကွဲပါဘူးဆိုတဲ့ဟာမျိုးပြကျင်တဲ့သဘောလည်းရှိတယ်လို့ထင်ပါတယ်။เนาะအဲ့တော့ခုနဘူဂျုံကြီးဘက်ကတော့ခုနလိုဆက်ဆံတာကောင်းကောင်းပဲဆက်ဆံပါတယ်။နေဇတ်တွေလည်းရှိမှရှိတဲ့တက်တွေလည်းလိုက်ပြတာတွေပဲလုပ်ပါတယ်။အဲ့တော့တရားရုံးဆုံးဖြတ်ချက်ကဘယ်လိုဖြစ်လာနိုင်လဲကောင်းသူကြီးတရားရုံးဆုံးဖြတ်ချက်ကြောင့ ိုကြီးချုပ်ထွက်သွားရတာမျိုးဖြစ်နိုင်တယ်ဗျာတရားရုံးကခုနပြောလို့ကျင့်ဝတ်ပြက်ပြားမှုလို့ဆုံးဖြတ်ရဲအဲ့ဒါတော့ခက်တာပေါ့ဗျာဘယ်လူမှကာကွယ်လို့မရနိုင်တဲ့ဒေတာမျိုးဖြစ်သွားโอเคအဲ့တော့ကျွန်တော်တို့အခုအတိုက်ခံရင်ဖြစ်ခဲ့တဲ့ဟိုဟိုအများဆုံးအမတ်နေရာရခဲ့တဲ့ move move forward party အခုပြန်ဖွဲ့ထားတဲ့ပြည်သူပါတီပေါ့နော်သူတို့ရဲ့သဘောထားရောဘယ်လိုမျိုးတွေ့ရလဲဗျာအခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေအဲ့တော့ဒီခုနပြည်သူပါတီဘက်ကကြတော့ခုနပြောတဲ့ ကျွန်တော်တို့ကာစီနိုဥပဒေပေါ့ဗျာဒါကိုစန့်ကျင်တယ်ပြီးတော့နောက်တစ်ခုကကျတော့သူကအတိုက်ခံဖြစ်တဲ့ခါကျတော့ဒီခုနဝန်ကြီးချုပ်ကိုအယုံကြည်မရှိအဆိုမှာပါကောင်းလဲပါနိုင်တယ်เนาะဒါပေမဲ့ဒီဥစ္စာကသူတို့အတွက်ကဟို litmus test ပေါ့နော်ဟိုကျွန်တော်တို့စစ်ဆေးခံရမယ့်ကိစ္စမျိုးလိုမျိုးတော့ဖြစ်နေတယ်ဟုတ်ကဲ့အဲ့တော့တက်စင်ရဲ့သဘောထားပေါ့နော်ဒါဘာပဲပြောပြောပေတုံတန်ဆိုတာကလည်းတက်စင်ကနောက်ကကြိုးကန်တယ်လို့အားလုံးပြောတာတော့ဟိုတက်စင်ကလည်းနိုင်ငံရေးရအင်မတန်ကျွမ်းတဲ့သူဆိုတော့လေ ဟိုသူဘယ်လိုမျိုးကစားမယ်လို့ဟိုကောင်သူင်းတို့သုံးသပ်ထားလဲဗျကျွန်တော်တို့ဖတ်ရတဲ့သတင်းတွေရတော့ဒီပေတုံတန်းရဲ့အမေကတော့သမီးနိုင်ငံကြီးကနားလိုက်ပါတော့ဆိုတာမျိုးရှိတယ်ဗောနော်ဒါပေမဲ့တက်ဆင်ကတော့ဆက်လုပ်စေခြင်းတဲ့သဘောမျိုးရှိတယ်เนาะအဲ့တော့သူကနိုင်ငံကြီးမှာတော့အဘေးယူကိစ္စတွေပါတယ်တော့တော်တော်များများကြွချင်တဲ့ပုံကူဗောဗျာဆိုတော့အဲ့ဒါမျိုးကတော့လည်းအဘေးယူတွေလုပ်မယ်လို့ထင်ပါတယ်ဒါပေမဲ့လောလောဆယ်တော့ ဟိုကျွန်တော်တို့ပြောရခက်တယ်ဗျာเนาะဆက်ပြီးတော့အုပ်ချုပ်လို့ရမလားမရဘူးလားဆိုတော့ပြောရခက်ပါတယ်အဲ့တော့ကျွန်တော်တို့ဖြစ်နိုင်ခြေပေါ့เนาะဟိုတကယ်လို့ပေတုံတန်ပြုတ်သွားရင်ဟိုရွေးကောက်ပွဲအစ်ဖြစ်လာနိုင်လားဒါမှမဟုတ်အခြေအနေတွေရှုပ်ထွေးနေလို့ထုံးစံတိုင်းစစ်တကအလွယ်တကူပဲအာနာ ပြန်ပြီးယူသွားနိုင်လားဒီအပေါ်နှစ်ခုပေါ်မှာဟိုဖြစ်နိုင်ခြေကောင်သူငယ်အနေနဲ့ဘယ်လိုသုံးသက်လဲဗျာနောက်ဆုံးအနေနဲ့သုံးသက်ပေးပါဟိုကျွန်တော်ယူဆလာတော့စစ်အာနာသိမ်းဖို့ကတော့အခြေအနေနည်းတယ်လို့ထင်ပါတယ်เนาะစစ်တပ်ဘက်ကလည်း ဒီအာနာသိန်းတာမျိုးမလုပ်ချင်တဲ့အနေအထားမျိုးရှိတယ်နောက်တစ်ခုကကျတော့ရွေးကောက်ပွဲအစ်စ်ပြန်လုပ်ဖို့ဆိုရင်လည်းကုန်ကြစိတ်တွေများတဲ့ဘာညာအနေအထားမျိုးဖြစ်တာပေါ့ဗျာအဲ့တော့အခုနှုတ်ထွက်သွားတဲ့ဖုန်ကြိုင်ထိုင်းပါတီကပြောပြောရမယ်ဆိုသူကပြန်ဥဆောင်ပြီးတော့နောက်ထပ်ဘာခေါ်လဲညွန်မောင်ထပ်ဖွဲ့ညွန်မောင်ထပ်ဖွဲ့ပြီးတော့သူတို့ကအစိုးရဆက်လုပ်တာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်အခုလက်ရှိညွန်မောင်နဲ့မှာပဲပေတုံတန်အစားပေါ့ဗျာနောက်ထပ်ဖွဲ့ထိုင်းပါတီကနေပြီးတော့ဝန်ကြီးချုပ် တယောက်ထပ်တင်သွင်းတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ပြောလို့တော့သေချာမသိသေးဘူးပြအဲ့တော့တခုရှိတာတော့ထိုင်းနိုင်ငံရဲ့စီးပွားရေးပေါ်မှာဂရဲရိုက်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ stock share ဈေးကွက်တွေပြုတ်ကျသွားတာတွေရှိတယ်ငွေကြေးအတိုင်းပြီးစီးပွားရေးနည်းနည်းတိုင်ပိုင်းနေတဲ့အနေအထားမျိုးရှိတယ်ပေါ့အဲ့တော့အစိုးရရဲ့တည်ငြိမ်မှုနဲ့ကုလစီးပွားရေးကပြဿနာရှိဟုတ်ပြီကွန်တွင်အဲ့တော့ဟိုကမ်ဘောဒီးယားနယ်စပ်မှာဖြစ်နေတဲ့ကုလနေမြေမြေပွားမှုကရောဟို အခြေအနေကုကောင်းသွားပြီလား။ तू ကပို့ပြီးတော့ escalate ဖြစ်လာနိုင်သေးလား။အဲ့ဒီဟာကိုဘယ်လိုဆုံးသတ်မယ်လို့ပြောလို့ရနိုင်လဲ။ဆိုတော့အခုချိန်မှာတော့ဒီလိုပေါ့နေဆက် gate တွေကျွန်တော်ဖတ်ရတော့ 6k လောက်ရှိတယ်ဗျ။အဲ့ 6k မှာ 4k လောက်ကပိတ်ထားတယ်။တစ်ဖက်ကကမ္ဘောဒီးယားဘက်ကကြတော့လဲဘာလို့လဲဆိုတော့ Thai ဘက်ကလျှက်စစ်မဝယ်တော့ဘူး။ Thai ဘက်ကသွင်းကုန်တွေမသွင်းတော့ဘူး။ဒုဗတာသူတို့ရက်တီမယ်ဆိုတဲ့ဟာမျိုးတွေလုပ်နေတယ်ပေါ့နော်။ဆိုတော့အဲ့တော့ကျွန်တော်ထင်တာတော့ဟိုပြန်ညှိနှိုင်းပြီးတော့ပြည်လဲဖို့သွားများပါတယ်။တော့နောက်တစ်ခါကျတော့ ASEAN ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အခုမလေးရှားကလည်းဒီကိစ္စမှာဂျားဝင်မှုတို့ဘာလို့လုပ်နေတာမျိုးတွေရှိတယ်နော်အဲ့လိုဖြန့်ဖြေးပြီးလို့ရှိရင်တော့ပြည်လည်သွားနိုင်မယ်ဒီမှာဟုတ်ကဲ့အဲ့တော့နောက်ဆုံးအနေနဲ့မဖြစ်မနေပေါ့ကျွန်တော်တို့သိရမှာအခုထိုင်းမှာနိုင်ငံရေးကအင်မတန်အကဲဆက်တဲ့အချိန်မှာကျွန်တော်တို့တန်းမောင်းများစွာသောမြန်မာအလုံသမားတွေနဲ့ကျွန်တော်တရားမဝင်နေထိုင်တဲ့မြန်မာတွေလည်းရှိတာဟုတ်နော်အဲ့တော့အားလုံးအတွက်ပေါ့နော်ဟိုဘယ်လိုမျိုးနေထိုင်တင့်လဲပေါ့နော်သွားလာတင့်လဲအဲ့ဒါလေးလေဟိုအကြံပြုပေးပါဦးမြတ်ဟုတ်ကဲ့ဟိုကျွန်တော် ခင်တော့သူနေထိုင်ကြပေါ့ဗျာနော်နောက်တစ်ခုကကျတော့ထိုင်းမှာရှိတဲ့နိုင်ငံရေးစုဝေးပွဲတွေဆန္ဒပြတာတွေဆိုလို့ရှိရင်တတ်နိုင်သလောက်မပတ်သက်တာကောင်းတယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကွန်သူကြီးကျေးဇူးပါအခုလက်ရှိထိုင်းနိုင်ငံအခြေအနေပေါ်မှာဘာတွေဖြစ်လာနိုင်လဲဘာတွေဖြစ်ခဲ့လဲကျေးဇူးပါသုံးသက်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့